မင်္ဂလာပါခင်ဗျာရွှေညာမြေ channel မှာကြိုဆိုပါတယ်ကျွန်တော်ကတော့ဒါတော့ဟောတယ်ကိုစီပါဒီနေ့ကတော့ကျွန်တော်ကမေလတလလုံးအတွက်တနင်္လာသာသမီများအတွက်ကံကြမ္မာကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ဒီမေလတလလုံးမှာတနင်္လာသာသမီတွေအနေဖြင့်ပေါ့နော်ကံကြမ္မာကြီးရာက အတက်ချမ်းတယ်လို့အကြလဲချမ်းနေတဲ့လတလလည်းဖြစ်ပါတယ် ကံကောင်းပြီဆိုရင်လည်းရုတ်တရက်တာထိုးကံကောင်းသွားပြီးတော့ကံဆိုးပြီဆိုရင်လည်းဘသူမှကယ်လို့မရအောင်ကံဆိုးတာမျိုးတွေကြုံရတတ်ပါတယ်ဒီလာထဲမှာသမင်းလာတာသမီးများအနေဖြင့်ပြောရမယ်ဆိုရင်ဖြင့်ဒိုက်အောင်တာဒီထိုးတာစတာရင်လည်းပတ်သက်အစာရင် လေးနဲ့ပတ်သက်ပြီးတော့ထူးလေးသတိထားဖို့လိုပါတယ်စီုံစီကံရောက်ရတဲ့အနေထားတွေဒီဖြစ်တတ်ပါတယ်သမင်းလာတာသမီးတွေကဒီလာထဲမှာကိုတို့ကိုချွန်စူးစမ်းရတတ်တယ် တချို့တင်းလာသားသမီးတွေကနေဖြစ်ဒီလာထဲမှာမိမိနေရက်ကနေစွန့်ခွာတာဒါမှမဟုတ်ရင်မိမိရဲ့မိဆွေမိသားစုတွေနဲ့ခွဲခွာရတာမျိုးတွေကျွမ်းအားတတ်ပါတယ်တင်းလာသားသမီးတွေအနေနဲ့ဒီလာတလာလုံးမှာဆိုရင်ဖြစ်အဆုံးတက်မှာအောင်မြင်မှုတွေကံကောင်းမှုတွေရနိုင်ပါတယ်ဂျားထဲမှာတော့မိသားစုနဲ့ခွဲခွာရတာနေရက်ကိုစွန့်ခွာရတာတွေကျွမ်းအားတတ်တယ်လို့ ိုအပေါင်းအသင်းမိတ်ဆွေကိုပတ်ဝန်းကျင်ရလူတွေနဲ့သဘောထားကွဲလဲတာတွေစတာကြုံရတတ်ပါတယ်။ဗဒနာသားသမီးမိတ်ဆွေများအနေဖြင့်ဒီလတလာလုံးမှာကံချိုးပေးကောင်းဆုံးကဏ္ဍတွေက6ကဏ္ဍ3ကဏ္ဍစတဲ့ကဏ္ဍတွေကံကောင်းပါတယ်။အထူးသတိထားဖို့လိုတာကအင်္ဂလိပ်လို73ရက်နေမှာမွေးတဲ့တင်းလာသားသမီးတွေအနေဖြင့်မိမိတို့ကံပေါ်ပေါ်ဆဆမနေသင့်ပါဘူး။ အဆီဒင့်ဒါမှမဟုတ်ကျမ်းမာရေးအကြီးအသားထိခိုက်မှုတွေကြုံရတတ်ပါတယ်ခင်ဗျဒါကြောင့်မလို့တနင်္လာသားသမီးများအနေဖြင့်မိမိကိုယ်နဲ့မှကိုစမ်းစစ်ကြဖို့ကြံပေးခြင်းပါတယ်တက်တက်ဖို့ပြီးတော့ကြံပေးခြင်းတာကတော့တနင်္လာသားသမီးတွေအနေနဲ့ဘာသာရေးများများလုပ်ပြီးပါမိမိရဲ့အလုံးမှရတဲ့ဝင်ငွေတွေကဥဖျားဖျားကိုဆရာသမားကိုပူဇော်တာမိဘကိုကရော့တာမျိုးတွေလုပ်ပေးခြင်းဖြင့်မိမိရဲ့ကံကိုညှစ်တင်နိုင်ပါတယ် တဏ္ဍာသာသမီးများအနေဖြင့်ရက်ဝေးမှတရင်စကားတွေလည်းကြားရတာပါခင်ဗျာအဲ့တော့တဏ္ဍာသာသမီးများဤကညမာဟောစတန်အရာဒီနေ့ဒီလတလလို့မေလတလလို့မှဆိုရင်ဖြစ်ကံအတက်ကြတော်တော်ကျမ်းပါမယ်အဲ့ဒီတော့မိမိရဲ့စိတ်ကလေးကို positive vibe အကောင်းဘက်ကလေးကိုအများဆုံးတွေးပေးပါတို့ပဲအကြံပြုချင်ပါတယ်စိတ်ချမ်းသာကိုကျမ်းမှရှိကြပါစေလို့ကျေးဇူးတင်ပါတယ်